Hold uh on. -huh. ုတ်ကဲ့မင်္ဂလာပါဗျ 2D KMD မှာပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကဲမနေ့ကမနက်ကတော့60ပေါ့နော်ကျွန်တော်လည်း brake line တွေကိုပြဖို့ရလဲကျွန်တော်မီးပြတ်သွားလို့လမ်းရမပြလိုက်ဘူးပေါ့နော်ကျွန်တော်ဟို channel အစ်စ်မှာတော့ကျွန်တော်1/5ဘိုင်း brake က6 brake ဆိုပြီး15ဆိုပြီးတဲတကွက်ကောင်တင်ပေးလိုက်တယ်ပေါ့ brake line တော့မှန်တယ်ပေါ့နော်ကျွန်တော် power နဲ့တော့ခံလိုက်ရတာပေါ့ဟို channel မှာတော့ ေတူမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာကိုမတို့ကဒီနေ့မှလည်းကြည့်ပြီးတော့ကြာရင်တော့သုံးပေါ့ဗျာနော်ဒူးဒီမှာတော့ပိုင်ရလို့တော့မရှိဘူးကျွန်တော်တို့တွက်ပြတာလေးတွေကတော့ဟုတ်နေတာပဲပေါ့နော်喂，咋不玩那个？没修呢。呀？不记得。 ပါမင်းကြောတဲ့ဒီတစ်ပတ်တော့လွဲပြတဲ့ပတ်တိုင်းတော့လွဲနေပါလေဗျာနော်လွဲရတော့ဒီတစ်ပတ်မှတော့ကျွန်တော်၄၃တစ်ချိန်တော့ဒဲအောင်မြင်ခဲ့တယ်ပေါ့နော် ကဲ့ဗျာဒါဆိုရင်ကျွန်တော်တွက်ဆိုင်လေးပေါ့နော်အကိုမတို့ကကြည့်ပြီးကြည့်ရင်တော့သုံးပါဗျာပါမင်းကြောတဲ့ဘယ်လိုပြောလဲမဟုတ်ပါဘူးတဲ့ကျွန်တော်ထိုးတာပြောတာပါတဲ့ဟုတ်ကဲ့ပါဗျာနော်ဒီဘက်ကလည်းဘယ်လိုပြောရမလဲဗျာနော်ခွန်ဘရိတ်က3ချိန်4ဘရိတ်ကကျွန်တော်4ချိန်ဒါတွေပဲလှည့်ထွက်နေတယ်ပေါ့နော် ုတ်ကဲ့ပြဒီမှာကျွန်တော်1ချိန်ပေါ့နော်6ရဲ့8ရဲ့ဒီအပ်တဲ့ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့9ရဲ့2ခက်ဒီ3 9 3ဒီကျွန်တော်ဒီမှာအချိန်ပြတော့ဒီ9 3အချိန်မှာကျွန်တော်တို့4 5ထွက်တော့9ထီတယ်ဗျာဒါဆိုကျော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ၈ရဲ့ခွင်ရဲ့ပေါင်းချင်းဒီ9 9နဲ့ဒီက2နဲ့ပေါင်းတော့ခွင်ဒီ3လုံးပေါင်းချင်းဒီခွင်ဖြစ်လို့ ခွင်ရဲ့နှက်ခတ်တီတုံညာခွင်တုံညာတီကျွန်တော်ဒီမှာအချိန်ပြဒီခွင်တုံညာအချိန်မှာတုံညာခွင်ထွက်တော့ကျွန်တော်နှစ်လုံးလုံးတော့ထီတယ်ပေါ့နော်ကိုကိုလည်းမင်္ဂလာပါဗျာဟုတ်ကဲ့ပါဗျာနော်မင်္ဂလာပါဗျာဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်တီလဲခွင်ရဲ့လေးရဲ့ပေါင်းချင်းတီတတဲ့နဲ့ဒီရဲ့လေးနဲ့ပေါင်းတော့ငါဒီသုံးလုံးပေါင်းချင်း၅ဖြစ်လို့9ရဲ့နှက်ခတ်တီ3 9 3ဒီကျွန်တော်ဒီမှာအချိန်ပြ ဒီ9 3အချိန်မှာလည်း1 3ထွက်တော့3ထီတယ်ဗျအားလုံးပဲဒါလေးလည်းနားလည်းမယ်လို့ထင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်တီလဲ၄ရက်နှစ်ရပေါင်းချင်းဒီ6 6နဲ့ဒီက3ညနဲ့ပေါင်းတော့6ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့နှစ်ခက်ဒီ9 6 9ဒီကျွန်တော်ဒီမှာအချိန်ပေါ့နော်မနေ့ကဆိုရင်ကျွန်တော်ဒီ1ကျင်းကိုတွေ့ရတဲ့အတိုင်းမကင်တော့ပေါ့နော်ကနန်းအစင်းဒီကျွန်တော်တို့မနေ့က6 8 9 3လုံးကျန်တာဒီ ပြောတော့မထွက်တော့ဘူးလို့ထင်တာပေါ့နော်မနေ့ကတော့ဒါဆိုကျွန်တော်ဒီ6ကိုအချိန်မှလဲ6 8ဆိုတော့6 ठी လေဗျဒါဆိုရင်ကျွန်တော်ဒီနေ့မှလဲ1ချင်းတီပေါ့နော်2ရယ်3ရယ်ပေါင်းချင်းတီ9 9နဲ့ဒီရက်1နဲ့ပေါင်းတော့6ဒီ3လုံးပေါင်းချင်းတီ6ဖြစ်လို့6ရယ်နှက်ခတ်တီကို6 9တီလဲကျွန်တော်ဒီမှာအချိန်မယ်ဗျဟုတ်ကဲ့ပါအလုံးမဲ့ဒါလေးလည်းနားလည်းမလို့ထင်တယ်ပေါ့နော်ကျွန်တော်တို့ ီမှာဆိုရင်ကျွန်တော်မနေ့ကမနက်ပိုင်းမှာပေါ့နော်မနေ့မနက်ပိုင်းမှာတော့ကျွန်တော်ရှင်းပြခဲ့တယ်ဒီ2ငါးထွက်ပြီးရင်တော့6ခွန်8 9အခွေရှိတယ်ပေါ့နော်ဒါကြောင့်မို့မနေ့ကမနက်ပိုင်းမှာတော့ကျွန်တော်6ခွန်ကိုပို့ပြီးတော့ကြိုက်တယ်ဆိုပြီးတော့ရှင်းပြခဲ့တယ်ပေါ့နော်ဒါဆိုရင်အခုမှနောက်တစ်ခါမှကျွန်တော်တို့ဒီလို2ငါးတို့9နှစ်တို့ထွက်ခဲ့ရင်တော့ကျွန်တော်တို့ဘာမှစဉ်းစားမနေပဲနဲ့6ခွန်8 9ခွေပူးလေးပဲလိုက်ကစားရတော့ပို့ပြီးကောင်းမှထင်တယ်ပေါ့နော်ဟုတ်ကဲ့ပြအလိုမဲ့ဒီ1ချင်းလေးနဲ့နားလဲမယ်လို့ထင်တယ်ပေါ့เนาะကျွန်တော်ဒီမှာ68တပေါင်းချင်းဒီ ို့၅ဖြစ်လို့၅နှစ်ခက်တော့၅၃အချိန်မှ၄၅ထွက်တော့၅ထီတယ်နောက်တစ်ပင်တီလဲ၈ခွန်နှစ်ပေါင်းချင်းတီခွန်ဖြစ်လို့ခွန်နှစ်ခက်၃ညာခွန်၃ညာအချိန်မှလဲ၃ညာခွန်ဆိုတော့ကျွန်တော်နှလုံးတော်ထီရပေါ့နော်ယောက်ျောဒီမှာနောက်တစ်ပင်တီလဲခွန်ရဲ့၄ရဲ့ဒီရဲ့၄ရဲ့ဒီ၃လုံးပေါင်းချင်းတီ၅ဖြစ်လို့၅နှစ်ခက်တော့၅၃အချိန်မှလဲ၁၃ထွက်တော့၃ထီတယ်ဗျနောက်တစ်ပင်ဒီ၄နှစ်၃ညပေါင်းချင်းဒီ၆ဖြစ်လို့၆ရဲ့နှက်ခက်ကို၆၉အချိန်မှလဲ၆၉

8ရက်9ရက်ဒီရက်1ရက်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ4ဖြစ်လို့4ရက်နှစ်ခတ်ဒီနှစ်4နှစ်ဒီကျွန်တော်ဒီမှာအချိန်ပြတော့ဒီ4နှစ်အချိန်မှာလဲ4 9ထွက်တော့4ထီတယ်ဒီမှာဆိုရင်1ချိန်2ချိန်ဒီကျွန်တော်တို့5 3အချိန်4နှစ်အချိန်ပေါ့နော်တွဲရင်အပြည့်ပေါ့ဖြစ်တယ်ဒီက4ဒီက9နဲ့4 9ဆိုပြီးတော့ထွက်တယ်ဗျာ ဒါဆိုကြောဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီလဲခွင်းရဲ့ရှစ်ရဲ့ပေါင်းချင်းဒီ9 9နဲ့ဒီက9နဲ့ပေါင်းတော့3ညဒီ3လုံးပေါင်းချင်းဒီ3ညဖြစ်လို့3ညရဲ့နှက်ခတ်ဒီခွင်း3ညခွင်းဒီကျွန်တော်ဒီမှာအချိန်မြဒီ၃ညခွင်အချိန်မှာလဲကျွန်တော်၃ညခွင်ဆိုတော့နှလုံးတော်ထီတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့ခွင်၃ညအချိန်၃ညခွင်အချိန်တွဲရင်လဲ၃ညခွင်ဆိုပြီးတော့ဖြစ်မယ်ဗျ။ ါဆိုကျော်ဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီလဲ၄ရဲ့ခွင်ရဲ့ပေါင်းချင်းဒီ၁၁နဲ့ဒီရဲ့ခွင်နဲ့ပေါင်းတော့၈ဒီ၃လုံးပေါင်းချင်းဒီ၈ဖြစ်လို့၈ရဲ့နှစ်ခက်ဒီ၁၈တက်ဒီကျော်ဒီမှာအချိန်ပြဒီ၈တဲ့အချိန်မှာလဲ၁၃ွထွက်တော့၁တီတဲ့ဒီမှာဆိုလဲ1ချိန်ဒီကျွန်တော်တို့၅၃အချိန်၈တဲ့အချိန်ပေါ့နော်တွဲရင်ပြပေါ့ဖြစ်တယ်ဒီရ၁ဒီရ၃နဲ့၁၃ဆိုပြီးတော့ထွက်တယ်ဗျာ အေးကြီးမင်္ဂလာပါတဲ့အားပေးလျက်ပါတဲ့ဟုတ်ကဲ့ပါဗျာနော်မန်းကရင်နဲ့မင်္ဂလာပါတဲ့ဟုတ်ကဲ့ပါဗျာအားလုံးပဲမင်္ဂလာပါဗျာရှင်ရဲ့ 那个的天天天天买回没有。 ါဆိုကျွန်တော်ဒီမှာပေါ့နော်ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီလဲ2ရယ်3ရယ်ပေါင်းချင်းဒီ5 5နဲ့ဒီက3နဲ့ပေါင်းတော့8ဒီ3လုံးပေါင်းချင်းဒီ8ဖြစ်လို့8ရယ်2ခက်ဒီ8 8တဲ့ဒီလဲကျွန်တော်ဒီမှာအချိန်မဲ့ဗျဒီ8တဲ့အချိန်မှာလဲကျွန်တော်တို့6 8ထွက်တော့8ထီတဲ့ဒီမှာဆိုရင်1ချင်းဒီကျွန်တော်တို့6 9အချိန်8တဲ့အချိန်ပေါ့နော်တွဲရင်လဲအပြည့်ပေါက်ဖြစ်တယ်ဒီက6ဒီက8နဲ့6 8ဆိုပြီးတော့ထွက်တယ်ဗျ ကိုတော့လည်း6ခုထိုးမယ်တော့ဟုတ်ခဲ့ပါဗျာနော်ဥမောင်းနေရတဲ့တာလီဆွာပါညီရအားပေးနေပါရေဟုတ်ခဲ့ပါဗျာနော်အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ဗျာနင်းနီးရဲ့မင်္ဂလာပါဟုတ်ခဲ့မင်္ဂလာပါဗျာမမင်ဦးလည်း6ခုချင်းပေါ်တဲ့ညနေလည်းဟုတ်ပါတယ်ဗျာနော်ဦးလည်းอยู่แล้วปอกฉินเนี่ยแต่คราวมันปอกตีปูแต่หุบแกไปเลยเนาะดีมาส่วนจะรอบถัดวันจิ้งก่อนเนาะ3เย5เยปองจิ้งที8 8เนี่ยดีอ่ะ8เนี่ยปองเนาะ6ดี3ลงปองจิ้งที6ผิดโหล 6ရဲ့နှစ်ခက်ဒီကို6 9ဒီလဲကျွန်တော်ဒီမှာအချိန်ပဲဗျကျွန်တော်ဒီ1ချိန်နှစ်ချိန်ပေါ့နော်ဒီဘက်က1ချိန်နဲ့ဒီဘက်က1ချိန်နဲ့တွဲရင်တော့အပေါ်ပင်တွေမှာအပြီးပေါက်ပေးတယ်ပေါ့နော်9 3အချိန်4နဲ့အချိန်တွဲတာမှာကျွန်တော်တို့4 5ဆိုပြီးတော့အပြီးပေါက်ပေးတယ်ခွန်း3ညအချိန်3ညခွန်းအချိန်တွဲတာမှာလဲကျွန်တော်တို့3ညခွန်းဆိုပြီးတော့အပြီးပေါက်ပေးတယ်ဗျဒီမှာလဲကျွန်တော်တို့9 3အချိန်8 1အချိန်တွဲတာမှာလဲ1 3ဆိုပြီးတော့အပြီးပေါက်ပေးတယ် ောက်ကျော်ဒီမှာ6 9အချိန်8 1အချိန်မှာလဲကျွန်တော်6 8ဆိုပြီးတော့အပြီးပေါက်ပေးတယ်ပေါ့နော်ဟောက်ကျော်ဒီမှာ6 9အချိန်6 9အချိန်ဒီကျွန်တော်တို့အပြီးပေါက်လဲပေးနေတယ်ပေါ့နော်အပေါ်နဲ့ဆွဲတင်ပြပါဟုတ်ကဲ့ပါဗျာနော်ဥဆိုးလည်းအောင်မြင်ပါစေတဲ့ဟုတ်ကဲ့ပါဗျာ ကိုလည်းနေတာကြားနိုင်လားတဲ့ကိုကတော့ကျွန်တော်ကြံကနန်းတလုံးပေါ့နော်လှုပ်လို့လည်းမရဘူးကျွန်တော်ဒီထက်မှ1ချိန်ထဲမှာလည်း6ကိုအချိန်ကြီးတွေ့နေတာဖြစ်တဲ့အတွက်ပေါ့နော်ကိုမတို့ကကြာရင်တော့သုံးပါဗျ Skyline နဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျဒါဆိုရင်ကျွန်တော်နောက်ထပ်1ချိန်လေးတွေတွေ့ပြပေးမှာပေါ့နော်ကျွန်တော်တို့ဒီနေ့မှအခွေပေးမှာဖြစ်ပါတယ်ဗျ အောင်မမောတဲ့မင်္ဂလာပါမောင်လေးရဟုတ်ကဲ့ပါဗျာနော်မင်္ဂလာပါဗျာအစိုးရတဲ့အလူတွေများနဲ့သူများပြေးတဲ့ကဏ္ဍတော့ယူကျင်ကြတယ်တဲ့ကိုယ့်ဘက်ကတော့လက်မလေးတောင်မှနှိမ်ပစ်တင်ကြဘူးအလူတွေဟုတ်ပါတယ်ဗျာနော်66ပူးနိုင်လားတဲ့ဒီထဲမှာတော့ကျွန်တော်တို့တွဲရင်တော့6ပူး69ဒါပဲဗျာနော်6ပူးရယ်69ရယ်9ပူးရယ်ဆိုပြီးတော့တွဲပါတယ်ဗျာ ပေးမပေးတော့ကျွန်တော်လည်းမပြောရတဲ့ဘူးပေါ့နော်ဒါပေမဲ့အပေါ်ပင်နေမှာတော့ကျွန်တော်တို့ပေးနေရတော့မှန်ပါတယ်ဗျဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်ထပ်ဝန်းကျင်းဒီ992ပေါ့နော်ဒီ၃လုံးပေါင်းချင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့နှစ်ခတ်ဒီလေးနှစ်လေးဒီလေးကျွန်တော်ဒီမှာအချိန်ပဲဗျဆောပညာလည်းမထောင်းဘူး ငါငါနှစ်ပေါင်းချင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့နှက်ခတ်ဒီလေးနှစ်လေးဒီလေးကျွန်တော်ဒီမှာအချိန်ပဲဗျဒီနှစ်လေးအချိန်မှာလဲကျွန်တော်၄၅ဆိုတော့၄ထီတယ်အခုကျွန်တော်ပြမယ့်ဝမ်ချင်းဒီလေးပြက်ဖူးချင်းမရှိသေးတဲ့ဝမ်ချင်းပေါ့နော်ဒါကြောင့်ဒီမှာနောက်တစ်ပင်ဒီ9ရဲ့8ရဲ့ပေါင်းချင်းဒီ3 3နဲ့ဒီရ4နဲ့ပေါင်းတော့ခွန်းဒီ3လုံးပေါင်းချင်းဒီခွန်းဖြစ်လို့ခွန်းရဲ့နှက်ခတ်ဒီ3ညာခွန်း3ညာဒီလေးကျွန်တော်ဒီမှာအချိန်ပဲဗျခွန်း3ညာအချိန်ဆိုလဲ3ညာခွန်းဆိုတော့ကျွန်တော်နှလုံးထီတယ်ပေါ့နော် ိုတက်တော့ OK တဲ့ပေါ့ချင်တဲ့ညနေတဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကြောဒီမှာ၈ရက်ခွင်ရပေါင်းချင်းဒီ9 9နဲ့ဒီရ3ညနဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့9ရဲ့နှစ်ခက်ဒီ3 9 3ဒီကျွန်တော်ဒီမှာအချိန်ပြဒီ9 3အချိန်မှာလဲကျွန်တော်တို့1 3ဆိုတော့3ထီတယ်ပေါ့နော် ဒီပေါ်ပင်းမှာဆိုရင်ကျော်တော့9-3အချိန်၊6-2အချိန်၊2-4အချိန်ဆိုတော့2-4အချိန်ဒီပိုရေးကောင်းတယ်ပေါ့နော်။2-4အချိန်ကိုဒီ9-3နဲ့တွဲရင်ကျော်တော့6-5ဆိုပြီးပါမယ်။ဒီမှာတော့ကျွန်တော်တို့ပြောစရာတော့မလိုတော့ပေါ့နော်။ခွန်3ညအချိန်ဒီကျွန်တော်တို့3ချိန်တွဲထားတာဖြစ်တဲ့အတွက်ခွန်3ညအချိန်ဒီပိုရေးကောင်းတယ်ပေါ့နော်။အဲ့ဒီမှာ3ညခွန်ဆိုပြီးတော့ထွက်တယ်ဗျ။ဒီမှာလည်းကျွန်တော်တို့9-3အချိန်၊8-1အချိန်၊9-3အချိန်ဆိုတော့ 5-3အချင်းဒီကျွန်တော်တူညီတာဖြစ်တဲ့အတွက်5-3အချင်းဒီပိုရေးကောင်းတယ်ဒီ5-3အချင်းကိုဒီ8-1အချင်းနဲ့တွဲရင်လည်း1-3ဆိုပြီးပါမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီခွင်ရဲ့3ရဲ့ပေါင်းချင်းဒီ3ညာ3ညာနဲ့ဒီရက်1နဲ့ပေါင်းတော့1ဒီ3လုံးပေါင်းချင်းဒီ1ဖြစ်လို့1ရဲ့နှက်ခတ်ဒီ8 1ရဲ့ဒီကျွန်တော်ဒီမှာအချင်းပြဒီ1ရှစ်အချင်းမှာလဲ6ရှစ်ဆိုတော့8ထီတယ်ဒီမှာဆိုရင်ကျွန်တော်တို့1ချင်းဒီ 69အချင်း71အချင်း18အချင်းဆိုတော့18အချင်းဒီပိုရေးကောင်းတယ်ပေါ့နော်18အချင်းကိုဒီ69နဲ့တွဲရင်လဲကျွန်တော်တို့68ဆိုပြီးတော့ပါမယ်ဗျဒါဆိုရင်ကျော်ဒီနေ့မှာ1ချင်းဒီ3ရဲ့5ရဲ့ပေါင်းချင်းဒီ8 8နဲ့ဒီက6နဲ့ပေါင်းတော့4ဒီ3လုံးပေါင်းချင်း4ဖြစ်လို့4ရဲ့2ခက်ဒီနဲ့4နှစ်ဒီကျွန်တော်ဒီမှာအချင်းဗျ ဒါဆိုကျွန်တော်ဒီမှာဒီ6ကိုအချင်း6ကိုအချင်းဆိုတော့ဒီ6ကိုအချင်းကတော့ပိုရကောင်းတယ်လို့ယူဆလို့ရတယ်ပေါ့နော်6ကိုအချင်းကိုကျွန်တော်တို့၄နှစ်နဲ့တွဲရင်ပေါ်ပြနေမှာတော့ main နှစ်ကွက်ထွက်မှာပေါ့ main ထွက်မှာပေါ့နော်ဒီ1ချင်းလေးတွဲရင်တော့ဒါပေမဲ့ကျွန်တော်တို့ဒီမှာ6ကို၄နှစ်ဆိုတဲ့အခွေပဲပေးလိုက်မယ်ဗျအကူမတို့ကတော့ကြိုက်နှစ်တက်ရင်တော့3ပေါ့နော်ဒီမှာ break line လေးရလဲကျွန်တော်တို့ပေးနေတာဒီတော့9 3 9 3 break လို့ဖြစ်သွားနိုင်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ ခွင်ရဲ့နှစ်ရဲ့တစ်ရဲ့ပေါ့နော်ဒီသုံးလုံးပေါင်းချင်းဒီတုံညာဖြစ်လို့သူ့ရဲ့တပင်ကြော်မှာကျွန်တော်တို့တုံညာရဲ့ပါဝါ၅တုံညာရဲ့နှစ်ခက်ခွင်တုံညာ၅ခွင်ဒီကျွန်တော်ဒီမှာပရိတ်ပေါ့နော်ကျွန်တော်တို့တုံညာခွင်ဆိုပြီးတော့ခွင်ပရိတ်ထွက်တယ်ဒါဆိုကျွန်တော်နောက်တပင်ဒီ3ရဲ့4ရဲ့ဒီရဲ့5ရဲ့ဒီသုံးလုံးပေါင်းချင်းဒီနှစ်ဖြစ်လို့သူ့ရဲ့တပင်ကြော်မှာနှစ်ရဲ့ပါဝါခွင်နှစ်ရဲ့နှစ်ခက်လေးနှစ်ခွင်လေးဒီကျွန်တော်ဒီမှာပရိတ်ပေါ့နော်နှစ်ခွင်လေးပရိတ်မှာ1 3ဆိုပြီးတော့ကျွန်တော်တို့4ပရိတ်ထွက်တယ်ဗျာ ဒါဆိုရင်ကျတော့ဒီမှာနောက်တစ်ပင်ဒီလဲ9ရဲ့3ရဲ့ခွင်ရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီနှစ်ဖြစ်လို့သူ့ရဲ့တပင်ကျော်မှာ2ရဲ့ပါဝါခွင်2ရဲ့နှက်ခက်လေး2ခွင်လေးဒီကျတော့ဒီမှာပရိတ်2ခွင်လေးပရိတ်မှာ6 8ဆိုပြီးတော့4ပရိတ်ထွက်တယ်ဗျဒါဆိုရင်ကျတော့ဒီနေ့မှာ1ရဲ့1ရဲ့3ရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်း9ဖြစ်လို့သူ့ရဲ့တပင်ကျော်မှာကျွန်တော်တို့9ပါဝါ3ညာ9နှက်ခက်3ပေါ့နော်9 3ညာ3ပရိတ်လဲဖြစ်သွားနိုင်တယ်ဗျ အားလုံးပဲဒါလေးလည်းနားလည်းမလို့ထင်တယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ9 3 3ဗရိတ်ကဆိုရင်တော့ဒီကောင်းနေကိုခွေလိုက်ရင်ကျွန်တော်တို့6 4ဆိုပြီးတော့3ညဗရိတ်6 9ဆိုပြီးတော့5ဗရိတ်ပေါ့နော်6 4ဆိုပြီးတော့လည်း3ဗရိတ်ပါမယ်ဗျအမြင်အောင်လားဗျတလောက်ကိုကိုမတို့အကြိုက်ရင်တော့3ပေါ့နော်ကျွန်တော်တွက်ပြတာလေးတော့အပေါ်ပင်နေမှာတော့ကျွန်တော်တို့ပောက်ကနန်လေးတွေပေးနေတာဖြစ်တယ်ဗျ ဒါဆိုကျွန်တော်ဒီမှာတော့ကျွန်တော်တို့694နှစ်ပေါ့နော်ဒီကနေ့မှခွေရမယ်ဗျအပေါ်ပင်နေမှာကျွန်တော်တို့ဒီမှာဆိုရင်934နှစ်ခွေရင်45ပါမယ်ဒီမှာဆိုရင်ခွန်3ညပဲခွေเสียရှိတယ်ပေါ့နော်အဲ့ဒီမှာလဲ3ညခွန်ဆိုပြီးတော့ထွက်တယ်ဒီမှာဆိုကျွန်တော်တို့9381ခွေရင်13ဆိုပြီးတော့ပါမယ်ဒီမှာလဲကျွန်တော်တို့6981ခွေရင်68ဆိုပြီးပါမယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာခွေရမှာဒီ694နှစ်ဆိုတဲ့ကနေ့မှခွေရမှာဖြစ်ပါတယ်ဗျာ ဒါဆိုကျွန်တော်ဒီမှာအခွေပဲရေးလိုက်မှာပေါ့နော်6 9 6နှစ်ကျွန်တော်ခွေပူပါထည့်လိုက်တယ်ပိုကောင်းပါလေဗျ။ ုတ်ကဲ့ပါ6ခုလေးနှစ်ခွေပြုပါဗျာနော်အကိုမတို့ကြာရင်တော့၃ပါဗျာဒီကြည့်တဲ့မြင်ရပြီလက်ကျေးဇူးတင်လျက်ပါဒါဟုတ်ကဲ့ပါဗျာနော်ကံကောင်းပါစေလို့လည်းကျွန်တော်လည်းဆုတောင်းပေးပါတယ်ဗျာဟုတ်ကဲ့ပါဒီနေ့ညနေမှာကျွန်တော်တို့ပြတဲ့ခဏန်းလေးဒီပေါက်ခဏန်းလေးဖြစ်ပါစေဗျာကိုမတို့ကြိုက်တဲ့ခဏန်းဒီလည်း၄နာရီခွဲထွက်မဲ့ခဏန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာကျွန်တော်လိုက်ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ။ channel ကို subscribe နဲ့ရသေးတဲ့ကိုမရီရလည်း subscribe နဲ့ပြဖို့တောင်းဆိုပါတယ်ဗျအားလုံးပဲကံကောင်းကြပါစေဘိုင်းဘိုင်း see you ပါအားလုံးပဲ